ရည်သည်များအလုံးမင်းမင်္ဂလာပါရှင်။ဒီနေ့ညမှာရှင်မြန်ကစားသွားမဲ့ပရီးမီးယားလိဂ်လာလီဂါစီးရီးအပွဲစဉ်တွေရဲ့ပွဲချုပ်သုံးသပ်ချက်တွေကိုတင်ဆက်ပေးကြပါမယ်။ ရာဖိုချနဲ့ဗန်လေးအဆင့်73ဆိုပေမဲ့ဘရာဖိုရဲ့ဒီဟာတီအင်ကွန်းချီကတော့အထင်ကြီးစရာပါနောက်ဆုံးပရီးမီးယားလိဂ်အင်ကွန်း၄ပွဲမှာစီးတီးနဲ့တပွဲသာရှုံးပြီးတော့ကာဆယ်လီဗာပူးလ်နဲ့မန်ယူတို့ကို၃ကိုးစီသွင်းပြီးတော့အနိုင်ရယူခဲ့ပါတယ်တန်ဆင်းစုံတဲ့ကဗန်လေးကတော့ဒီဟာတီပရီးမီးယားလိဂ်ရဲ့အဝေးကွန်းအညံ့ဆုံးအသင်းတွေထဲမှာပါဝင်ပြီးတော့အဝေးကွန်း၆ပွဲမှာ၅ပွဲရှုံးခဲ့တာပါဒါပြင်ဘရက်ဖို့နဲ့ဘန်လီတို့ရဲ့ပရီးမီးယားလိဂ်တွေ့ဆုံမှုနောက်ဆုံးအချိန်ဒီမှာဆိုရင်လည်းအင်ကွန်းကန်ရတဲ့အသင်းတွေပဲနိုင်ခဲ့ပါတယ်ဘရက်ဖို့တလုံးပြား30အကျော်ပေးထားတယ်လို့ဘန်လီသားတွေပြော ားတုတ်ခံရမှာပါ။ Man City နဲ့ Leeds လူစင်းစရောက်အထိပြောင်းခဲ့တဲ့ Giant Champion League အရှုံးက Guardiola ကိုနောင်တရစေမှာပါရှင့်။ပြီးခဲ့တဲ့အပတ် Premier League မှာလည်းရှုံးခဲ့သေးတာကြောင့်ပေါက်ကွဲလာမဲ့ City ကိုတွေ့ရနိုင်ပါတယ်။နောက်ဆုံး Premier League 6ပွဲက9ပွဲအရှုံးကြောင့် Leeds ကတော့တန်းစင်းစုံနဲ့ဆင်ခဲ့ရပါတယ်။ဓာတ်ပြန် Leeds က Man City နဲ့ Premier League တွေ့ဆုံမှုနောက်ဆုံး၄ပွဲစလုံးကိုလည်းရှုံးခဲ့ရသလိုအဲ့ဒီပွဲတွေမှာ16ဂိုးတောင်ပေးခဲ့ရပါတယ်။နှလုံးပြား40အကျော်ပေးထားတဲ့မိုးပြန်ရောင်တက်သားတွေအတိုးချသွင်းမဲ့ညပါပဲရှင်။ စန်တာလန်နဲ့ပုံမောက်ရမတူအဆင့်98ဆိုတော့အကျိန်နဲ့အသွင်းဆောင်နေပါတယ်နော်တန်တက်ဆိုပေမဲ့ခမာမာစန်တာလန်ကတော့ဒီဟာဒီပရီးမီးယားလိဂ်မှာအင်္ဂုမရှုံသေးတဲ့ငါးသင်းထဲကတစ်သင်းမှရှင်နောက်ဆုံးအင်္ဂုမဆိုရင်လဲကြောင်းနဲ့တွေကအမှတ်ဖြတ်ဥဆောင်နေတဲ့အာဆင်နယ်လိုအသင်းကိုမရှုံအောင်ကန်နိုင်ခဲ့ပါတယ်6ပွဲမှာ2ပွဲသာနိုင်ခဲ့တဲ့ဘုံမောက်ရဲ့ဒီဟာဒီအဝေးကွင်းခြေကတော့မစွန်ပါဘူးဘုံမောက်တည်ရ25ဆိုပေမဲ့အလင်းရောင်ကွင်းဟာကြောင်းနဲ့တွေရဲ့အောင်မြင်ပါပဲ အဗာတန်နဲ့နယူကာဆာပြီးခဲ့တဲ့ပတ်မယူကွန်းမှာပေကိုမဲ့နိုင်ခဲ့တဲ့အဗာတန်ကနောက်ဆုံး၃ဘက်မှာ9မှတ်စုဆောင်းနိုင်ခဲ့မှုနဲ့အတူအတက်ဘက်ပြန်ရောက်လာပါတယ်။မာဆီဆိုသားတွေကဒီဟာဒီအင်ကွန်းမှာလည်းတပွဲပဲရှုံးသေးတာပါ။ကာဆယ်ကတော့အကြားရဲ့ချန်ပီယံလိကအရှုံးပောင်းဝင်အဝေးကွင်းနောက်ဆုံး၄ပွဲဆက်ရှုံးထားပါတယ်နော်။ဒါပြင်ငှက်ကြတွေကပရီးမီယာလိဂ်တွဲဆုံမှုနောက်ဆုံး၄ပွဲစလုံးမှာလည်းနိုင်ပွဲမရှိခဲ့ပါဘူးရှင်။ကာဆယ်တရီတဆဲဆိုပေမဲ့မာဆီဆိုသားတွေနောက်ကိုသာရေရွံ့ဝင်လိုက်ခဲ့ပါရှင်။စပါနဲ့ဖူဟာ တန်ပွဲစုံနောက်ဆုံး6ပွဲမှာတပွဲသာနိုင်ခဲ့တဲ့စပိုင်ရဲ့လက်ရှိအခြေအနေကမကောင်းပါဘူးရှင်။မြောက်လဒန်ကလကအခန်းစစ်မှာအဓိကကြသူရိုမေရိုပွဲဖက်ထားသလိုကွန်းလန်မှာလည်းအဓိကကြသူတချို့ပြန်မပါနိုင်သေးတာပါ။ပိုဟယ်ကဒီယာတီပရီးမီးယားလိဂ်အဝေးကွန်းမှာတမှတ်ပဲရသေးပေမယ့်စပိုင်နဲ့နောက်ဆုံးတွဲစုံမှု3ပွဲစလုံးမှာတော့မရှုံးခဲ့ပါဘူး။ဒါပြင်ပိုဟယ်လိုအဝေးကွန်းရှုံးဝဲဆက်နေတဲ့တင်းနဲ့အိမ်ကွန်းမှာတည်ရင်90ဆိုတဲ့စပိုင်အကြောပြမှုကလည်းတော်တော်ကိုနှိမ့်နေပါတယ်။အဲ့ဒါတွေကောင်းမငုံရနိုင်တဲ့လန်ဒန်ဒါဘီဖြစ်လာမှာပါ။ မော်ရိုကိုနဲ့အိုဆာဆူနာတန်းစင်းဆောင်ကလျက်ကတမတ်ကွာအထောက်နှစ်သိန်းရဲ့တွေ့ဆုံမှုပါရှင်။ဒီဟာဒီအင်ကွန်းမှာဘာကာနဲ့တပွဲသာရှုံးသေးတဲ့မော်ရိုကကအိုဆာဆူနာနဲ့အင်ကွန်းတုတ်ဆုံမှုနောက်ဆုံး16ပွဲမှာ16ပွဲမရှုံးခဲ့ပါဘူး။အိုဆာဆူနာကတော့ဒီဟာဒီလာလီဂါမှာအဝေးကွန်း9ပွဲမရှိသေးသလိုအဲဒီကအဝေးကွန်း9ပွဲမှာလည်း6ပွဲရှုံးခဲ့တာပါ။အင်ရှင်နဲ့ပဲတရီ35ယင်းကြည့်ကြပါလား။ ဘာစီလိုနာနဲ့အလာဘက်စ်ထိတ်ဆုံးကရီယယ်နဲ့တမတ်သားကွာလို့ဘာစီလိုနာဟာဂျာယက်ချယ်ဆီအရှုံးကနေအမြန်ဆုံးပြန်ယုံထနိုင်မှဖြစ်မှာပါရှင်။ဇယားအောက်ပိုင်းကအလာဘက်စ်ကတော့လာလီဂါမှာအဝေးကွင်း၃ပွဲဆက်ရှုံးထားပါတယ်။ဒါပြင်အလာဘက်စ်ကဘာစီလိုနာနဲ့နောက်ဆုံးတွဲဆုံမှု၁၆ပွဲမှာလည်း၁၄ပွဲရှုံးထားတာပါနော်။နှလုံးဆယ်ပြားအရှုံးပေါက်တဲ့ဘာကာကိုအနိုင်ဆုံး၂ဂိုးပြက်ကဆက်ကြည့်ရပါမယ်။ လီဗန်တေးနဲ့ဘီဘာအိုတန်းစင်စုံနဲ့ကလီဗန်တေးရဲ့လက်ရှိအခြေအနေကစိုးနေပြီးတော့ဒီရတီအင်ကွက်မှာလည်းပွဲတိုင်းအနှိမ့်ဆုံး၂ဂိုးလုံးပေးနေရပါတယ်။အဆင့်၈ဆိုပေမဲ့ဘီဘာအိုကလည်းလာလီဂါမှာတော့အဝေးကွက်၅ပွဲဆက်၊၉ပွဲကိုပျောက်ထားတာပါ။လီဗန်တေးလိုမျိုးအင်ကွက်ရှုံးဝဲဆက်နေတဲ့အသင်ကိုတော့တရီ၆၀တာပေးနိုင်တဲ့ဘီဘာအိုရဲ့ဈေးကတော့တော်တော်ကိုနှိမ့်ပါတယ်။ဈေးအပြင်အမှတ်လိုအပ်ချက်အရပို့ပြီးတော့ရုံးရမယ့်အင်ရှင်နဲ့ပဲစွန့်စားရမယ့်ပွဲပါရှင်။ အက်တလတီကိုနဲ့အိုဘီတိုပြိုင်ပွဲစုံ6ပွဲဆက်အနိုင်နဲ့အတူအက်တလတီကိုကလည်းအကောင်းဆုံးပုံစံရနေပါတယ်။အင်ကွမ်မှာဆိုသူတို့ကနောက်ဆုံး9ပွဲဆက်တောင်နိုင်ထတာပါ။ဇယားအုပ်ချေကအိုဘီတိုကတော့လာလီဂါမှာနောက်ဆုံး3ပွဲဆက်9ပေါက်ပြောက်ချပါတယ်။နှလုံးပြား30အစားပေါက်တဲ့တီကိုအနိုင်ဆုံး29ပြက်ဖို့မခတ်ပါဘူး။ဂျီနိုအာနဲ့ဗီရိုနာတန်းစင်းဆောင်နှစ်သင်းဆိုပေမဲ့အဆင့်ဆက်ရှိကဂျီနိုအာကဇယားအောက်ချေဗီရိုနာထက်တော့ နှမှတ်ပိုများပါတယ်။ဂျီနိုအာကနေပြတ်တက်လက်ထက်မှာရလိုက်ကောဂိုးသွန်းချီမှာတက်လာပြီးတော့နောက်ဆုံး၃ပွဲမှာအနိုင်ဆုံး၂ဂိုးလုံးသွင်းနိုင်ခဲ့ကငါးမှတ်ဆူဆောင်းနိုင်ခဲ့ပါတယ်။ဗီရိုနာကတော့ဒီဟာဒီအဝေးကွန်းနိုင်ပွဲမရှိသေးသလိုအဝေးကွန်း၆ပွဲမှာလည်း၃ပွဲရှုံးထားပါတယ်ရှင်။တရေ85ပေါက်တဲ့အင်ရှင်အရေးအောက်ခိုးလုံရမယ့်ပွဲပါ။ပါမားနဲ့အိုဒီနစ် တန်းစင်းဆောင်ဖျားရှိနေတဲ့ပါမကအင်ကောမှလည်းနောက်ဆုံးလေးပွဲဆက်နိုင်ပွဲပြောင်းထားပါတယ်။ဇယားလည်းကအိုဒီနစ်ကလည်းလက်ရှိခြေစွမ်းတည်ငြိမ်တာမဟုတ်ပါဘူး။ဒါပေမဲ့အိုဒီနစ်ကပါမနဲ့အဝေးကွင်းတွေးဆမှုနောက်ဆုံးလေးပွဲမှာတပွဲရှုံးခဲ့တာပါ။ပါမတည်30တာပေးနိုင်တဲ့ဒီတစ်ချိန်မှာလည်းအိုဒီနစ်အနိုင်ဆုံးမရှုံးနိုင်ပါဘူးရှင်။ ဂျူဗင်တက်စ်နဲ့ကဂလီယာလီချန်ပီယံလိဂ်မှာနိုင်ပွဲပြန်ရှာတွေ့ခဲ့ပေမဲ့ CDA မှာတော့ဂျူဗင်တက်ကနှစ်ပွဲဆက်နိုင်ပွဲပြောက်ထားပါတယ်။ဂိုသွင်းချင်မမန်တဲ့ဂျူဗင်တက်ရဲ့ဒီဟာဒီပြဿနာကတော့အသေးဝဲတွေများနေမှုဖြစ်ပါတယ်။ဇေယျအောက်ပိုင်းကကဂလီယာလီကတော့အတင်းကြီးနေတဲ့ဆိုရင်တော့အမြဲခံကန်တက်ပါတယ်။ကိုပေါင်းစင်းနှလုံးပြားတရာအရှုံးနဲ့အခုပွဲမှာကိုအောက်ကတာပို့ပြီးတော့တည်ကြပါတယ်။ AC Milan နဲ့ Lazio အစနစ်နေရာချန်ပီယံပြေးလမ်းတွေက AC ကတော့ပွဲကြီးတွေဆိုရင်တော့ခန်းစစ်ကိုကူးစိုက်တာမကြသေးခင်က Inter, Roma, Atalanta တို့နဲ့တကူကိုမရှိတကူစီတရေပွဲတွေမှာတွေ့ခဲ့ရမှာပါ Lazio ကလည်းနောက်ဆုံး Serie A 6ပွဲမှာ9ပွဲပေးကိုမရှိခဲ့ပါဘူးဒါပြင် Lazio ရဲ့နောက်ဆုံး6ပွဲစလုံးမှာလည်းနှစ်ဖက်သွင်းကို2ဂိုးနဲ့အောက်ဖြစ်ထားပါတယ်ဂိုးပေါင်းစည်းနှလုံးပြား60အရှုံးနဲ့ဒီပွဲမှာတော့ဂိုးအောက်ကပို့ပြီးတော့ကောင်းပါပါရှင် ဟုတ်ကဲ့ပါရှင်အခုတင်ဆက်ပေးခဲ့တာကတော့ဒီကနေ့ညမှာရှင်မြန်ကစားသွားမဲ့ Premier League La Liga စီးရီးအပွဲစဉ်တွေရဲ့ပွဲချိုသုံးသပ်ချက်တွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်